ကဲဒီအကြောင်းအရာလေးကိုအတူတူစဉ်းစားကြည့်ကြအောင်လူဖွဲ့စည်းတစ်ခုမှာမန်နယ်လို့တတ်မှတ်ထားတဲ့အရာကတခြားတစ်ခုမှာလုံးဝကိုမာယွင်းနေတာမျိုးထင်နိုင်ပါတယ်ဒီတော့ကိုချင်းတရားဆိုတာ တကယ်ပဲယဉ်ကျေးမှုပေါ်မှာပဲလုံးလုံးမူတည်နေတာလားဒါမှမဟုတ်အားလုံးအတွက်တကဘာလုံးဆိုင်ရာစံနှုန်းဆိုတာမျိုးရရှိနိုင်ပါသလား James Richards ရဲ့အတွေ့အခေါ်လေးကိုလမ်းညွှန်အဖြစ်ထူပြီးဒီစိတ်ဝင်စားစရာကောင်းတဲ့မေခွန်းရဲ့အဖြစ်ကိုအတူတူရှာကြည့်ကြတာပါ ဇလန်လေးတစ်ပုဒ်နဲ့စားလိုက်အောင်ရှေးအောင်ပါရှားပြီးရင်ဒေရန်ရဲ့လက်ထက်ကပေါ့။ "तू အဂရီလူမျိုးတွေကိုမေ့တယ်။သူတို့ရဲ့ဖိတ်ခင်ဒီတေဆုံးရင်ရုပ်အလောင်းကိုစားသုံးဖို့ကဆိုဘလောက်ပေးရမလဲ"တဲ့။ဂရီတွေကတော့ချိတ်လန့်သွုံးလောက်လာကြတာပေါ့။ပြီးတော့ तू ကကလီရှန်လူမျိုးတွေကိုလက်မေးပြန်တယ်။သူတို့ဖိတ်ခင်ရဲ့ရုပ်အလောင်းကိုမီရှုပ်ဖို့ဆိုဘလောက်ပေးရမလဲပေါ့။သူတို့လည်းအတူတူပါပဲချိတ်လန့်သွားကြတယ်။ဒီမှာတင်တွေးနိုင်တာကတစ်ဖွဲ့အတွက်အရန်ကမြင်းမြတ်တဲ့အရာကနောက်တစ်ဖွဲ့အတွက်တော့လုံးဝဆက်ဆော့ဆရာဖြစ်နေတာပါပဲ။ကဲဒီတော့ဘသူကမှန်ပြီးဘသူကမားနေတာလဲ တောင်းဖို့ဒီလိုမဲခိုးမဲတာ ကတော့မှန်ကောမှန်နေလားအဲ့ဒီကပြောရင်ဒီလိုမဲဦးနေကပဲယဉ်ကျေးမှုတွေကြားကကိုအချင်းတရားဆိုင်ရာသဘောထားကွဲလွန်မှုရဲ့အရင်းခံပြဿနာကိုမိမောင်းထုတ်ပြနေတာပါဒီမဲကုန်းကဘာကြောင့်ဒီလောက်အရေးကြီးလဲဆိုတာကိုနားလည်ဖို့လေကမာတဝမ်းကကိုချင်းတရားဆိုင်ရာကျင့်သုံးမှုတွေကဘလောက်တောင်ကွဲပြားနိုင်သလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒီဥမာပိုတော်စဉ်းစားစရာကောင်းသေးတယ်အက်စကီမိုလူမျိုးတွေရဲ့ဒလီတွေပေါ့ ျွန်တော်တို့ရဲ့စံနှုန်းတွေနဲ့ကြည့်ရင်လုံးဝလက်မခံနိုင်စရာဖြစ်နေနိုင်ပေမဲ့သူတို့ရဲ့လူမှုအတိုင်းအဝိုင်းမှာဒါတွေဟာအရန်ကိုကြမ်းတမ်းတဲ့ပဝန်းကျင်မှာရှင်တန်ရေးအတွက်လိုအပ်တဲ့တာမန်အဖြစ်ပြက်တွေပါပဲအဲ့ဒီလိုနည်းနည်းတဲ့ကွဲပြားမှုတွေကမှန်တယ်မားတယ်ဆိုတာတကယ်ပဲတကဘာလုံးအတွက်အတူတူပဲလားဆိုတဲ့မေးခွန်းကိုဖြစ်ပေါ်စေတာပေါ့ဒီလိုနည်းနည်းရှိုင်းရှိုင်းယဉ်ကျေးမှုကွာခြားချက်တွေကိုရှင်းပြဖို့စူးစမ်းတဲ့ theory တခုရှိပါတယ်အဲ့ဒါကိုယဉ်ကျေးမှုဆံရနိုင်ရဝါရလို့ခေါ်ပါတယ် ရှိရှိနေပြောရရင်ယဉ်ကျေးမှုဆိုင်ရာနိုင်ရပါတာကဘာလို့ဆိုလို့လဲဆိုတော့အမှန်နဲ့အမှားဆိုတာဟာကိုယ်ယဉ်ကျေးမှုရဲ့အမြင်အပေါ်မှာပဲမူတည်နေတယ်လို့ဆိုလိုတာပါတကဘာလုံးအတွက်အသုံးချလို့ရတဲ့ကိုချင်းတရားဆိုင်ရာစံနှုန်းဒါမှမဟုတ်တမတဲ့ထံကြတဲ့အမှန်တရားဆိုတာမျိုးမရှိဘူးပေါ့တမတဲ့ထံကြတဲ့အမှန်တရားဆိုတာကဘယ်သူကပါယူကြည့်ရဲဆိုတာနဲ့မဆိုင်ပဲအမြဲတမ်းမှန်နေတဲ့အမှန်တရားမျိုးဆိုလိုတာပါဒီမှာနားရပါတယ်တင်ပြတဲ့အဓိကအချက်၆ချက်ကိုတွေ့နေပါတယ်တစ်ချက်ကြည့်လိုက်ရင်တော့ဒီအဆိုပြုချက်တွေကယုတ္တိရှိပြီး လက်ခံချင်စရာကောင်းတယ်လို့ထင်ရတာပေါ့ဒါပေမဲ့ဒီ theory ရဲ့အကျိုးအကြောင်းဆင်ခြင်မှုအုံမြက်ကိုတည်တည်ချာချာစစ်ဆေးကြည့်တဲ့အခါမှာတော့အကျောင်းတွေစပြီးတွေ့လာရပါတော့တယ်။ကဲအခုဒီ theory ကိုဝေဖန်ပိုင်းခြားကြည့်ကြအောင်။သူ့ရဲ့အထူးကအကျိုးအကြောင်းဆင်ခြင်မှုကတကယ်ပဲခိုင်မာရလားဆိုတာကိုစပြီးစစ်ဆေးကြည့်ကြတာပေါ့။ So the theory ye adika jo chang sin yin mu ko khwe chan se pya fo the yin khi de me ko ne sa le ja ya. Nan ya wa ri de a thong pyu de a che kan ja de jo chang sin chin mu ga lo da ba be. ူတွေသဘောမတူကြဘူးဆိုတဲ့အချက်ကနေဓမ္မရိုက်ထန်ကြတဲ့အမှန်တရားဆိုတာမရှိဘူးဆိုတဲ့အောက်ချက်ကိုဆွဲယူထားတာပါ။အင်းဒီကြိုးကြောင်းဆင်ရှင်မှုဘာကြောင့်ယူတိမတန်တယ်လဲဆိုတာကိုကဘာပြဥပမာနဲ့ကြည့်လိုက်ရင်ရှင်းတော့ပါလိမ့်မယ်။လူတချို့ကကဘာကြီးကပြရတယ်တချို့ကလုံးတယ်လို့သဘောထားကွဲနေုံနဲ့ပထဝီဝင်မှာအမှန်တရားမရှိဘူးလို့ပြောလို့ရမလား။မရပါဘူး။အလားတူပါပဲ။လူတွေသဘောထားကွဲလွဲနေုံနဲ့ဓမ္မအတိတ်တန်ကြတယ်ကိုချင်းတရားဆိုင်ရာအမှန်တရားမရှိဘူးလို့ကောက်ချက်ချလို့မရပါဘူး။ အမှန်တရားကရှိနေပြီးသားဖြစ်နိုင်ပြီတချို့လူတွေကအဲ့ဒါကိုမာယွန်းစွာယုံကြည်နေတာပဲဖြစ်နေတာပေါ့ဆိုတော့အဓိကကြိုးကြောင်းစင်ကြယ်မှုဆရာမာကတော့အရှင်းရှင်းလေးပါပဲတဘောထားခွဲလွတ်မှုရှင်နေတယ်ဆိုတဲ့ချက်လေးတစ်ခုတည်းနဲ့ဓမ္မရိခံကြတဲ့အမှန်တရားမရှိဘူးဆိုတဲ့ကြီးမားတဲ့ကောက်ချက်ကိုတိုက်ရိုက်ဆွဲထုတ်လို့မရပါဘူးဒီကြိုးကြောင်းစင်ကြယ်မှုပုံစံဟာယုတိမတန်ပါဘူးသူရဲ့ကြိုးចောင်းစင်ချင်းပုံကယွတ်တိမခိုက်ဘူးဆိုတာကိုခဏထားလိုက်အောင်တကယ်လို့ ဒီ theory ကိုသာကျွန်တော်တို့တကယ်လက်ခံနိုင်မယ်ဆိုရင်ရောဘယ်လိုစိုးရိမ်စရာကောင်းတဲ့အကျိုးစက်တွေဖက်လာမယ်ဆိုတာကိုစက်ကြည့်ကြအောင်တကယ်လို့ဒီ theory ကသာကျွန်တော်တို့ရဲ့ကိုချင်းတရားဆိုင်ရာ တွေးခေါ်မှုရဲ့အခြေခံဖြစ်လာခဲ့ရင်ကဘာကြီးကဘယ်လိုပုံစံဖြစ်သွားမလဲစဉ်းစားကြည့်လေဒီ theory ကိုလက်ခံလိုက်ရင်ဖြစ်လာမယ့်အကျိုးစက်တွေကတကယ်ကိုကြောက်စရာကောင်းပါတယ် James Rachels ကအဓိကအချက်၃ချက်ကိုထောက်ပြထားပါတယ် ဥပမာပြောရရင်လူအဖွဲ့အစည်းတစ်ခုကကျောင်းစနစ်ကိုလက်ခံတယ်ဆိုပါစို့နိုင်ရပါဒါရဆိုရင် ကျွန်တော်တို့ကအဲ့ဒါကိုမားတယ်လို့ပြောခွင့်မရှိတော့ဘူးလေဘာလို့လဲဆိုတော့အဲ့ဒါကသူ့ရဲ့အဆန်နှုန်းကိုဒါလက်တွေ့မှာရန်ကုန်အန်တီများတဲ့ယက်တီချက်တစ်ခုဖြစ်လာနိုင်ပါတယ်ဒီအချက်ကပို့ပြီးတော့တောင်းပြင်းထားပါတယ်လူအဖွဲ့အစည်းကိုပိုကောင်းအောင်ဖြူဖြင့်ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့မာတင်လူးသခင်ဂျူနီယာတို့လိုပုဂ္ဂိုလ်တွေဟာဒီ theory အရဆိုရင်မာယွင်းသူတွေဖြစ်သွားပါလိမ့်မယ် ။ဘာကြောင့်လဲဆိုတော့သူတို့ကလက်ရှိလူဖွဲ့စည်းရဲ့စံနှုန်းတွေကိုစန့်ကျင်ခဲ့လို့ပါပဲ။ဒီလိုဆိုရင်ကိုကျင်တရားတိုးတက်မှုဆိုတာလည်းဘယ်လိုမှဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။ကောင်းပြီ။ဒီ theory တစ်ခုလုံးကမာယူနေတယ်။ယုတ်တိမတန်ဘူးဆိုပေမဲ့သူစီကားတွေကျွန်တော်တို့တင်ယူနိုင်တဲ့အတန်ဖိုးရှိတဲ့သင်ခန်းစာတွေကရှိနေပါသေးတယ်။အဲ့ဒါတွေကဘာတွေသိမလဲ။ကြည့်လိုက်အောင်။အိုင်ဝါဒါမှာအားနည်းချက်တည်းအများကြီးရှိတာတော့မှဒါပေမဲ့သူ့စီကနေတကယ်ပဲဘာတင်ကားစာမှယူစရာမရှိဘူးလားအဖြေကတော့ရှိပါတယ် ဲ့ဒါတွေကိုကြည့်ကြရအောင် righteous ကယဉ်ကျေးမှုဆိုင်ရာနိုင်ဝဝါဒကိုထယ်ထွင်းစဉ်းစားခြင်းကနေရနိုင်တဲ့အဖို့တန်တဲ့သင်ခန်းစာနှစ်ခုကိုဖော်ထုတ်ပြထားပါတယ်ပထမသင်ခန်းစာကတော့ကိုယဉ်ကျေးမှုကအမြဲတမ်းအမှန်ပဲဆိုတဲ့မာနာကိုတလိထားဖို့ပါပဲဥပမာအစားအသောက်အဝတ်အစားလူမှုရေးတလိတွေလိုရာတွေဟာကိုကျင့်တရားအရာမန္တာမာတာမဟုတ်ပါဘူးဒါတွေဟာယဉ်ကျေးမှုအလိုက်ကြွေးပြားတဲ့အကျင့်နဲ့တတ်မှုတွေဘေးဖြစ်တယ်ဆိုတာကိုသူကတတိပေးနေတာပါ ဒုတိယသင်ခန်းစာကတော့စိတ်ကိုပွေလင်းထားဖို့ပါပဲကိုယ့်ရဲ့ယုံကြည်ချက်တွေဟာလူအဖွဲ့စင်ရဲ့ဗလိုက်မိုးနေကြောင်းဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုသတိပြုမိစေတယ်ဒီလိုတိမြင်လာခြင်းအပြင်တယူတန်းဆန်တဲ့အတွေးခေါ်တွေကိုတိုက်ဖြတ်ပေးနိုင်တာပေါ့အဆုံးသတ်အနေနဲ့ဒီလေးလာဘူးကိုစတင်စေခဲ့တဲ့ Herodotus ရဲ့ထိုးထွင်းသိမြင်မှုရှိတဲ့စကားလေးနဲ့နေကုန်ချူပါစေဒါကလူတပဝနဲ့ယဉ်ကျေးမှုဆိုင်ရာရှုထောင့်အပေါ်မှာတကယ်ကိုစဉ်းစားစရာအတွေ့အကြုံကိုခြံထားခဲ့တာပါပဲ ဒီနေ့တဲ့ရှင်းလင်းတင်ပြမှုကတော့ဒီလောက်ပါပဲနောက်ထပ်စီဝင်စားစရာအကြောင်းအရာတစ်ခုနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်